ာတုံးကပေါ့မဲစာလို့ခေါ်တဲ့တော်ရီထဲမှာဝဝါဆိုတဲ့စာကိမ်းမလေးတစ်ကောင်နေထိုင်တာပေါ့ဝဝါစာကိမ်းမလေးကအသားမဲတာကြောင့်သူ့ရဲ့မိဘတွေကသူ့ကိုမုန်းကြတယ်ဒီမှာဝဝါမနဲ့စောစောငါ့ရဲ့အရှိတ်ကိုမလာနဲ့နေ့ရက်ဆုံးမမျက်နှာကိုမြင်လိုက်ရင်တကယ်လုံးလက်ပိတ်လိုက်မယ်မဲသမီးဘိုက်ရန်စာလို့ပါအဲ့ဒါကြောင့်ဝင်းဖို့ဆောင်ထဲကိုရောက်လာတာသွားစမ်းပါဒီကနေအခုချက်ချင်းနေ့ရက်အတိုက်ကိုသွားတော့နေစားဖို့ကြည့်လိုက်တဲ့အစားအစာလည်းပုတ်သွိုးသွားလိုက်မယ်အားလုံးစားလို့ပြီးမှကြံလို့ရှိရင်နေ့ကိုခေါ်ပြီးကျွေးမယ် အမေကမိနီကိုကြချစ်ပြီးတော့တမီးကြောက်အများနဲ့မောင်းထုတ်နေရပဲနေရဲ့ပါးစပ်နဲ့ငါတမီးမိနီရဲ့နာမည်ကိုနောက်တစ်ခါခေါ်ရရင်ခေါ်ကြည့်လိုက်သူ့ကိုကြည့်လိုက်စမ်းနှင်းစီပန်းလေးလိုပဲအသားရည်ကပဲအောင်လေးတန်းနေရနေကကြောက်မိသွေးရင်းလိုပဲမဲတူးနေရနင့်ကိုတွေ့ရတဲ့ငါဘာအန်ဂျင်စိတ်တွေပေါ်လာတာအမေဖြစ်သူရဲ့ခက်ထန်တဲ့စကားကိုနားထောင်ပြီးတော့ဝဝစားကလေးမလေးကအတိုက်ထဲကိုသွားလိုက်တော့တယ် တမိသားစုလုံးစားလုပ်ပြီးသွားတဲ့အချိန်မှာမိပြာစားကလေးမလေးကဝဝကိုထမင်းစားဖို့အတွက်လာခေါ်တော့တယ်။နမဲမကြီးလာတော့ကြံနေတဲ့ထမင်းနဲ့ဟင်းတွေကိုစားလိုက်။ပြီးကြရင်ဆေးရမယ့်ပကံတွေအားလုံးကဆေးလိုက်နော်။ဟုတ်ကဲ့မေ။ဝဝစားကလေးမလေးကထမင်းစားဖို့လာတဲ့အချိန်မှာဒါကပါလဲမေ။ပရိုတီအချောက်ကြီးပဲရှိတော့တာလား။ဟင်းသီးရဲ့အနှစ်တော်မကြံတော့ဘူးလား။ ဒါပဲကြံတော့တာစားခြင်းစားမစားခြင်းလည်းအငက်ခံပြီးတိတ်လိုက်အဲ့နောက်မှာဝဝစားကလေးမလေးကလည်းရိုဒီပဲစားလိုက်ရတော့တာပေါ့တရက်မှာတော့ဝဝရဲ့အဖေကအလုပ်ကိုသွားနေတဲ့အချိန်ဝဝစားကလေးမလေးကသူ့ရဲ့အဖေစီကိုသွားပြီးတော့ပြောလိုက်တော့တယ်အဖေသမီးဖနက်ပြတ်သွားပြီသမီးတို့ဖနက်အစ်စ်ကလေးဝယ်လာပေးပါလားယင်မိမရေဘမလဲဒီကောင်မြင်မြန်လေးလာခဲ့哦ဒီငမဲမကိုငါရှိရနေခေါ်ဝါဆန်း မနက်စောစောစီစီသူ့မျက်နှာကိုကြည့်လိုက်ရပြီဒီနှစ်တည့်ရလုံးစိတ်ညစ်ရတော့မယ်နဲ့တူပါရဲ့ဟဲ့ငမဲမငါနေ့ကိုဘယ်နှခါပြောရမှာလဲမနက်စောစောအတိုက်ထဲကနေမထွက်လာပါနဲ့လို့နေရတော့လေငါစကားကိုနားထောင်အောင်မသိဘူးလားတမီးကအလောက်တောင်စိုးနေရပေါ့လေဒါဆိုလေတမီးဒီရဲ့ကိုထားပြီးတော့ထွက်သွားလိုက်တော့မယ်ကောင်းတာပေါ့သွားလေနေဒီတိုင်းမှာမရှိနေလို့လဲဘာမှထူမှာမဟုတ်ဘူးအ ਨੇ ဆုံးတော့နှင်းမျက်နှာကိုမြင်စရာမလိုတော့ဘူးပေါ့ အမေတမီးရလဲအမေရဲ့ကလေးပါဘာလို့တမီးကိုအဲ့လိုဆက်ဆံရတာလဲအမေကြည့်နေလိုက်တကယ်ကြိုက်အမေတမီးကိုခုံယူလာလိုက်မယ်အဲ့လိုပြောပြီးတော့ဝဝစာကလေးမကအိမ်ကနေထွက်သွားလိုက်တော့တယ်ဝဝစာကလေးမကရှောက်သွားရင်ရှောက်သွားရင်နဲ့တောရဲ့အလဲကိုရောက်သွားတော့တယ်နေရလဲအရင်အောင်ပူပြင်းလာတာကြောင့်ဝဝရဲ့ခြေထောက်တွေပါနေလောင်လာတော့တယ်။ငါရဲ့အဖေနဲ့အမေနဲ့ကငါ့ကိုချစ်တာမဟုတ်ဘူး။ ငါသိလိုက်တာမှပူကောင်းမယ်ငါဘယ်တော့မှအဲ့ကိုမသွားတော့ဘူးအဲ့ဒီချိန်မှာတော့ရဲကိုဆုံးမလေးတကောင်ကရောက်လာတော့တယ်ဟိုကစာကလေးမကတယောက်တည်းငိုနေတာကိုတွေ့ပြီးတော့မေးလိုက်တော့တယ်တမီးရေဘာလို့တော့နဲ့ကြီးထဲမှာတယောက်တည်းထိုင်ပြီးတော့ငိုနေရတာလဲအန်နီကိုပြပြလေးတမီးမှာဘာတွေစိတ်ညစ်စရာရှိလို့လဲအန်နီကူညီပေးနိုင်ကူညီပေးမယ်အန်နီရေဒီမှာကြည့်ပါဦးတမီးရဲ့ခြေထောက်မှာနေလောင်သွားပြီ အဖေနဲ့အမေနဲ့ကလည်းသမီးကိုမချစ်ကြဘူးအဲ့ဒါကြောင့်ဘလို့သမီးကအိမ်ကိုထားပြီးတော့တီယိုလာခဲ့တာသူတို့အားလုံးကသမီးကိုအသားမဲလို့မုန်းနေကြတာသမီးဘာမှစိတ်မပူနဲ့အန်ဒီကသမီးကိုမှော်ဖက်နဲ့လေးတရံပေးမယ်အဲ့ဒီဖက်နဲ့လေးကိုသာသမီးဝတ်လိုက်အရောက်လှသွားမှာအဲ့ဒီနောက်ဆုံးမလေးကဝဝစားကလေးမကိုမှော်ဖက်နဲ့လေးတရံပေးလိုက်တော့တယ်သမီးရေဒီဖက်နဲ့လေးဝတ်ပြီးတော့အိမ်ပြန်သွားနော် ဘဝစာကလေးမလီကမှော်ဖနှက်လေးကိုစီးလိုက်တဲ့အချိန်အရဲကိုလှပသွားတော့တယ်။နောက်တော့ဝါစာကလေးမအင်ကိုပြန်လာတော့တယ်။အင်ကိုရောက်လာတဲ့အချိန်မှာတော့တမီးကဘာလုပ်လဲ?ဘယ်သူနဲ့တွေ့ချင်လို့လဲ?အမေ၊တမီးကိုမမတ်မိဘူးလား?တမီးကဝဝလေး။ဟမ်၊လိန်ပြောနေရမဟုတ်လား။ဘယ်လိုလုပ်ပြီးတော့တမီးကဝဝဖြစ်နိုင်မှာလဲ။ဝဝကအရင်ကအသားမဲတာ။အမေ၊ဒီမှာကြည့်လိုက်။တမီးရဲ့ဖနှက်ကလေအန်ဒီမော်ဆုံးမလေးကပေးလိုက်တာ။ ဒီဖက်နဲ့လေးကိုဝစ်လိုက်တော့လေတမီးကလှသွားတာအဲ့နေရစပြီးတော့ဝဝစားကလေးမလေးကပြပြောရွှေရွှေနဲ့နေထိုင်တော့ပါတော့တယ်ဖေဖေစာကလေးကစက်ယုံတယုံမှာအလုံးလုံးလေးရှိရဲ့ဒီနေ့ဖေဖေစာကလေးကစက်ယုံကိုရောက်လာတဲ့အချိန်မှာစက်ယုံရဲ့တကားကိုတောက်ခတ်ထားတာပေါ့ နောက်ပြီးတော့အဲ့နေရာမှာကျင်းငံလေးတကောင်ကထိုင်နေတော့တယ်။အကိုရေဘာဖြစ်တာလဲ။ဒီနေ့ကျဘာလို့ဒီအချိန်ထိနောက်တောက်ခတ်ထားရလဲ။ငါကဒီဆက်ရုံရဲ့လုံခြုံရေးလေဒီဆက်ရုံကိုပိုင်ရှင်ကပိတ်လိုက်ပြီးပြီးတော့အလုံးလုံးနေတဲ့သူတွေအားလုံးကိုလည်းအနာပေးလိုက်ပြီးလေ။သွားတော့တခြားမှာအလုပ်သွားရှာလို့တော့အဲ့စကားကိုနားထောင်ပြီးတော့ဖေဖေစာကလေးကအံ့ဩသွားတာပေါ့။ဟာရုတ်တရက်ကြီးဘာဖြစ်တာလဲဗျ။အာတီချပ်ပို့ပြီးတော့ကျွန်တော်လည်းမသိတော့ဘူး။ ဖေဖေစာကလေးကစိတ်မကောင်းဖြစ်ပြီးတော့အိမ်မက်ကိုပြန်လာလိုက်တော့တယ်။ဒါပေမဲ့လည်းအိမ်ပြန်စစိတ်မရှိရကြောင်းလမ်းတစ်ဝက်ကနေတစ်ပင်ပေါ်မှာထိုင်နေလိုက်တော့တယ်။အဖေကြောင်းလိုက်ကပေးရအောင်မယ်။ပြီးတော့သမီးအတွက်ဘယ်တော့မှဖနှက်ဝယ်လာမှာလဲ။အိမ်မှာစားနေရိတ်ခါတွေမရှိတော့ဘူး။အလုတ်ကပြန်လာရင်ဈေးဝင်ဝယ်ခဲ့နော်။ဖေဖေစာကလေးကငုံငုံပြီးတော့သူ့ရဲ့သမီးနဲ့မိန်းမရဲ့စကားတွေကိုကြားရောက်နေတာပေါ့။သူကအသက်ဝဝရှူပြီးတော့အိမ်ကိုပြန်လာလိုက်တော့တယ်။ ဘာဖြစ်လို့လဲဒီနေ့အစောကြီးပြန်လာပါလားအမေမိသွားပြီလားအဖေကသမီးကိုခေါ်ပြီးတော့ဖနှက်အစ်စ်ဝယ်ဖို့အတွက်ခေါ်သွားမှလीအဲ့ဒါကြောင့်အဖေကအစောကြီးပြန်လာတာဟုတ်တယ်မလားအဖေဒါပေမဲ့ဖေဖေစားကလေးကကြောက်ရွံ့လို့ဘာမှမပြောဘဲနဲ့ရက်နေတာပေါ့တခုခုပြောပါဦးရှင်အဆင်ပြေရဲ့လားစိတ်ရောပိတ်သွားပြီကွာပြီးတော့လုံသမားတွေအားလုံးကိုလည်းတထည့်ရအလောက်ကနေထုတ်လိုက်ပြီမေမေစားကလေးလည်းဝမ်းနေတော့တယ် ဟွန်းမကောင်းလိုက်တာရှင်အရင်ဟာအိမ်တို့အဆင်ပြေနေအောင်အဖေတမီးဖနာတမီးရတော့ဘူးလားတမီးလည်းမိနေတိတ်တိတ်နေတမီးရဲ့အဖေကအစကတည်းကစိတ်ညစ်နေရငါရဲ့တမီးလေးကိုမစူပါနဲ့တရက်နှစ်ရက်သုံးရက်အကုန်ဆုံးသွားတော့တယ်အိမ်မှာရှိရဲ့စားနေရိတ်ခါကြီးအားလုံးကလည်းကုန်သွားတာပေါ့ဖေဖေစားကလေးကလည်းသုံးရက်အတိတ်အလောက်ရှာနေတာပေါ့ တောင်းမှမရဲစောစောရငါစီမှလည်းမင်းကိုပေးဖို့အတွက်အလုံးမရှိဘူးကွာအခုချိန်ထိဖေဖေစာကလေးကအလုံးမရသေးဘူးပေါ့ဟောဝါစာကလေးမကရေတောက်ပြီးတော့မြစ်ကနေပြန်လာတဲ့ချိန်မှာတင်းတင်းကြီးကမ်းမလေးနဲ့တွေ့သွားတော့တယ်ဝဝငါရဲ့အလုတ်သမားထွက်ပြေးသွားလို့နင်းရဲ့အနီးနားမှာအလုတ်သမားလှုပ်ပေးနိုင်တဲ့သူရှင်ငါ့ကိုပြောပါအောင်နော်ပြောပြမယ်နော်ဒါမဲ့ဘာလို့လောက်ရမှာလဲ အများကြီးတော့မဟုတ်ပါဘူးအိမ်တိုင်းရှိရင်းနဲ့ထမင်းဟင်းချက်ပေးရုံပါပဲလေလက်သိပါရဲ့ငါအလှပြင်ဆိုင်သွားနေကြအောင်ဆိုတော့အိမ်လုံးမလုံးနိုင်ဘူးလေအဲ့ဒီလောက်တယ်လောက်ဖို့အတွက်ငါမှအချိန်မရှိဘူးကောင်းပါပြီညရောက်တဲ့အခါမှာတော့ဖေဖေစာကလေးနဲ့မေမေစာကလေးတို့ကအိမ်မှာထိုင်နေကြတာပေါ့မိနီစာကလေးမှတော့အိပ်ပျော်နေတော့တယ်ဒီနေ့လည်းကိုဘာလုံးမှမရခဲ့ဘူးမနေ့ပြန်လဲအလုံးမရရင်ဘယ်လိုလုပ်ပြီးတော့အိမ်အတွက်စားနေရိတ်ခါယူလာနိုင်မှာလဲ တကယ်လို့ရှင်နာခွင့်ပြုမယ်ဆိုရင် ကျမအလုံးလုံးလို့ရမလားအဲ့ဒီစကားကိုနားထောင်ပြီးတော့ဖေဖေစာကလေးကအံ့ဩသွားတော့တယ်မင်းကဘာလုံးလုံးမလို့လဲဒီနေ့တင်းတင်းနဲ့တွေ့ခဲ့တယ်တင်းတင်းကအိမ်ပေါ်လူနေလို့တဲ့အဲ့ဒါကြောင့်ကျမသူ့စီမှာအလုံးလုံးရင်ကောင်းမလားလို့စဉ်းစားနေတာဟာကိုယ့်ရဲ့မိန်းမတခြားချင်းရဲ့အိမ်မှာအလုံးလုံးမလို့လားကျမကတော့အဲ့ဒီအလုံးလုံးကလည်းမရှက်ပါဘူး ျမတို့နှစ်ယောက်ပေါင်းပြီးတော့ပတ်ဆိုင်ရှာမှဖြစ်မှလေရှင်အလောက်ရှာလို့မတွေ့သေးတဲ့အထိရှင်အယုံဆောက်ရှောက်ပေးကျမအလုပ်သွားလုပ်မယ်နောက်နေ့တရက်မှာတော့မေမေစာကလေးမကတင်းတင်းကြီးကမ်းမလေးရဲ့အိမ်ကိုရောက်လာတော့တယ်ဘောဘွားအိမ်မှာအလုံးလုံးဖို့အတွက်ကျင်းနဲ့ရှာတွေ့သွားပြီလားတင်းနေငါလုပ်ပေးမယ်နော်ငါ့ယောက်ျားအလုံးလုံးတဲ့ဆက်ယုံကပိတ်သွားတော့အလုံးမရှိဖြစ်နေတာအလောက်ရှာရလဲမတွေ့သေးဘူးလေအဲ့အကြောင်းအိမ်အတွက်စားနေရိတ်ခါရှာမှဖြစ်မှာပေါ့ င်းဒါဆိုလဲဘောဝါနင်ငါအိမ်အလုံးလုပ်ပေးမှာလားဘာမှစိတ်မပူပါနဲ့ငါအိမ်အလုံးကိုကောင်းကောင်းလုပ်တတ်ပါရဲ့အိုင်နီယာဆပြီးတော့ဝဝစာကလေးမကတင်တင်ကြီးကမ်းမလေးရဲ့အိမ်မှာအလုပ်လုပ်တော့တယ်။နှစ်ရက်တည်းတည်းတော့တင်တင်ကြီးကမ်းမလေးကဘာမှမပြောပေမဲ့ကြာလာတော့ဝဝစာကလေးမကလည်းဘာလို့တင်တင်ရဲ့အိမ်မော်ရီကခဏခဏထွက်ပြေးသွားလဲဆိုတာကိုသိလာတော့တယ်။ဟဲ့ငါ့ရဲ့ဖန်ခွက်ကဘယ်ကိုရောက်သွားလဲ။မိဖို့ကြောင့်တည်းမှလည်းမရှိဘူး။ ဟုတ်ဟိုတင်းနေမနေ့တော့ကငါလက်ထရားနေချော်ပြီးတော့ပြုတ်ချသွားပြီးတော့ကွဲသွားတယ်ဟာနေကန်းနေရမလို့လားတေချာလောက်ကမလုံနိုင်ဘူးလားပြီးတော့ငါ့ကိုတင်းနေလို့မခေါ်နဲ့တထင်းမလို့ခေါ်နေကငါ့ရဲ့အိမ်ပေါ်မှာလေဟုတ်ဟုတ်ကဲ့တထင်းမဘဝစားကလေးမရဲ့အိမ်မှာစားဖို့တောက်ဖို့အတွက်စားနေရိတ်ခါရရလာတော့တယ်တဖြည်းဖြည်းနဲ့အိမ်အတွက်အဆင်ပြေလာခဲ့တော့တယ်အမေတခြားသူရဲ့အိမ်မှာအလုပ်လုပ်ရတာပြင်းပန်းမှာပေါ့နော် ။အော်သမီးရဲ့ဘိုက်ပြေဖို့အတွက်အလုံးလုံးမရမှာပေါ့။ပြီးတော့လည်းသမီးရဲ့တင်းနေရအမေရဲ့တငယ်ချင်းလေးအမေကိုအရန်ချစ်တာ။အမေအနေတင်းနေရအမေရဲ့ငယ်တငယ်ချင်းလား။ဟုတ်တယ်သမီး။အမေတို့နှစ်ယောက်လုံးကငယ်ငယ်လေးကတည်းကနေအတူတူနေလာခဲ့ကြတာလေ။အဲ့ဒါကြောင့်အမေကအနေတင်းနေစီမှာအလုံးလုံးဖို့သွားတာပေါ့။အဲ့ဒါဆိုလည်းကောင်းပြီလေ။အမေနဲ့အနီတင်တင်တို့ကအချိန်ကောင်းလေးတွေကိုပိုင်ဆိုင်နေမှာပေါ့နော်။ တရက်ထက်တရက်တင်တင်ကြီးကမာလီယာဝဝစာကလေးမအပေါ်ရက်ဆက်ဆွာဆက်ဆံလာတော့တယ်။အခုဆိုတင်တင်ကြီးကမာလီယာအချိန်တိုင်းဝဝစာကလေးမကိုအော်ဟောက်နေတာပေါ့။ဒီနေ့ကစပြီးတော့ငါ့ရေခဲတက်တာတွေကရေထုတ်ပြီးတော့ရေတောက်ဆရာအကြောင်းရှိဘူး။တင်တင်အော်မဟုတ်ပါဘူး။တထဲမှရာသီဥတုကအရန်ပူတာဘလို့လုတ်ပြီးတော့ရေပူတောက်နိုင်မှာလဲ။ရေဦးတွေကနေတောက်ပေါ့။အရင်ကအိမ်ပေါ်မှာလေရေဦးတွေကနေပဲတောက်တာပဲလေ။ အရှင်တော့ဆိုရင်ရေအေးလေးတောက်လို့ရအောင်ရေခဲတောင်ပေးသေးရဲ့လေ။အော်အရှင်ကတော့နေရငါ့ရဲ့အိမ်နီးနားချင်းလေ။အခုကအိမ်မော်ဖြစ်နေပြီ။ဒီမှာရက်ပြီးတော့ငါ့ကိုတခုံးမကြံပြန်ပြောနေမှာလား။အလုံးလုံးမှာလား။ညာဘက်တကောင်ရောက်တဲ့အထိလင်မယားနေအောင်လုံးကအကြာကြီးစကားတွေပြောနေကြတော့တာပေါ့။တခြားဘက်မှာဆက်ယုံလာဖွင့်တယ်လို့ကြားတယ်ကွာ။အဲ့ဒီမှာအလုံးရလိုက်မယ်ထင်တယ်။ကိုအိမ်မှာအလုံးလျှောက်ခဲလိုက်တယ်။ရှင်ဆက်မှုပူပါနဲ့အခုလည်းအိမ်ကအဆင်ပြေနေရလေ။ မေမေစားကိမကမိဖို့ကြောင့်နဲ့မှလက်ဖက်ရည်ဖြောဖို့လုပ်နေတဲ့အချိန်တင်းတင်းကြီးကမှလေးကရေတောင်းလိုက်တော့တယ်။အိမ်မမကြီးမြမြလေးငါ့အတွက်ရေခဲတက်တာတွေကရေအေးလေးတစ်ခွက်ယူလာခဲ့။ဟုတ်ကဲ့တထေးမအခုယူလာခဲ့ပြီမယ်နော်။ဟိုကစားကိမကရေခဲတက်တာတွေကနေရေယူဖို့အတွက်သွားလိုက်တော့တယ်။အဲ့ဒီအချိန်မှာနိုအိုးကိုမိဖို့ပေါ်မှာတင်ထားတာကြောင့်နိုကစူပြီးတော့ဝေကြတော့တာပေါ့။ဟမ်ဒီအနက်ကဘာနဲ့လဲ။ ဟုတ်သားပဲငါမီးဖို့ပေါ်မှာနှုတ်အိုးတင်ထားတာပဲမေမေစာကလေးမလေးကပြေးပြီးတော့မီးဖို့ချောင်းထဲကိုသွားလိုက်တော့တယ်တင်းတင်းကြီးကမ်းမလေးကလည်းနောက်ကနေလိုက်လာတော့တာပေါ့အတော့ကိုမကြောက်ဘူးနင်ငါ့ရဲ့နှုတ်တွေအားလုံးဖျက်ဆီးပြစ်လိုက်ပြီအဲ့လိုပြောပြီးတော့တင်းတင်းကြီးကမ်းမလေးကတမျက်စိနဲ့ဝဝစာကလေးမကိုရိုက်လိုက်တော့တယ်အဲ့ဒီချိန်မှာမီနီစာကလေးမကလည်းသူ့အမေစီကိုရောက်လာတော့တယ်ကိုယ့်ရဲ့အမေကရိုက်ခံနေရတာကိုကြည့်ပြီးတော့မီနီစာကလေးမကငိုလိုက်တော့တာပေါ့ လှုပ်ပေးပါနော်။တမီးရဲ့မေကိုမရိုက်ပါနဲ့တော့အန်တီတင်တင်။အခုချက်ချင်းသွားပြီးတော့ပကံနေသွားဆေးလိုက်။နောက်တစ်ခါဒီလိုအမှားမျိုးကိုမလုပ်မိစေနဲ့။တမီးနဲ့မိနီဘာလို့ဒီကိုရောက်လာတာလဲ။တမီးဒီကိုရောက်လာတာကောင်းသွားတယ်။မဟုတ်ရင်အမေရဲ့ငယ်တငယ်ချင်းကအမေကိုဘလောက်တောင်ချစ်လဲဆိုတာတမီးတွေ့ရမှာမဟုတ်ဘူး။အဲ့နောက်မှာမိနီစာကလေးမလေးကသူ့ရဲ့တငယ်ချင်းကိုအကြောင်းဆုံးပြပြလိုက်တော့တယ်။ဟာငါအဖေမှာအလုံးမရှိတဲ့အခြေကားစပြီးတော့အိမ်မှာဘာတစ်ခုမှအဆင်မပြေတော့ဘူး။ အခုတော့အန်နီတနေကအမင်းကိုအရင်ဆိုင်နေတာဒါပေမဲ့လည်းအမင်းကငါ့ကိုဘာမှမပြောပြဘူးမိနီငါရဲ့တငယ်ချင်းလေးငါရဲ့စကားကိုနားထောင်နီကိုပိုင်အလုပ်တသေးလေးလုပ်လိုက် သူများအိမ်မှာအလုပ်လုပ်တာထက်ကိုပိုင်အလုပ်ကလေးရှိတာပိုကောင်းတာပေါ့ဒါမဲ့ငါဘာလို့ရမှာလဲယင်နွေရသည်ဆိုတော့တော်တော်များများဖြော်ရည်အေးလေးတွေတောက်ကြမှာဖြော်ရည်ကအကုန်ကြလေတက်တာတယ်မိနီကစဉ်းစားပြီးတော့ဆုံးဖြတ်လိုက်တော့တယ်နောက်တော့ဆက်လုပ်တော့တာပေါ့ ိနီစာကလေးမှာတော်ရဲမှာဖြော်ရည်တွေစရောင်းတော့တယ်။ပထမရက်မှာရင်သူ့ရဲ့ဖြော်ရည်ကခဏလေးတွင်းမှာပဲရောင်းကုန်သွားတော့ပုစံနေအများကြီးရှာလို့ရလာခဲ့တယ်။နောက်ရက်တွေကြာလာတဲ့နောက်မှာတော့မိနီစာကလေးမှာကသူ့ရဲ့အမေကိုလည်းအလောက်ကနေထွန်ခိုင်းလိုက်ပြီးတော့သူ့နဲ့အတူတူအလုပ်လုပ်ခိုင်းလိုက်တော့တယ်။သူတို့ရဲ့အလုပ်ကလေးကလည်းအမျက်တွေအများကြီးရတော့တာပေါ့။မိနီအမေရဲ့သမီးလေးအမေသမီးကိုအရန်ခုန်တာပဲ။သမီးကအရန်ကိုတော်တာပဲ။

ရာသီဥတုကလည်းပူအိုင်းနေတော့တယ်။မေရဲကိုပူတာပဲ။အမေတော်ရဲကချင်းငတ်တွေအားလုံးစီမှာလေအေးလေးတွေထုတ်ပြီးတဲ့ပန်ကားတွေရှိရဲ့တဲ့။ဒါမှတားတို့အိမ်မှာကြာတော့လေထုတ်ပြီးတဲ့ပန်ကားမပြောနဲ့။လေပူထုတ်ပြီးတဲ့ပန်ကားတော့မရှိဘူး။ကလေးတို့ရင်စိတ်မပူနဲ့။အမေဒီနေ့ပန်ကားဝယ်ဖို့အတွက်တခုခုစူးစမ်းကြည့်လိုက်မယ်။အဲ့လိုပြောပြီးတော့ဟိုဟာစာကလေးမလေးကအေးရနေထွက်သွားလိုက်တော့တယ်။ကိုကလူကျမရှင်းကိုပြောနေတာကြာပြီ။ ပန်ကပြင်ပေးပါလို့ဆိုကျမပန်ကမရှိဘဲနဲ့အိမ်ထဲမှာမနေနိုင်ဘူးအော်ဘယ်လိုလုပ်ပြီးတော့ပန်ကပြင်ပေးနိုင်မှာလဲငါ့မှာပတ်စံမှမရှိတာကာလူကြီးကန်းနဲ့တင်တင်ကြီးကန်းမလေးတို့ကစကားပြောနေတဲ့အချိန်သူတို့ရဲ့အိမ်တကားခောက်တံကိုကြားလိုက်ရတော့တယ်တင်တင်ကြီးကန်းမလေးကတကားဖွင့်ပေးလိုက်တာပေါ့ဟဲဘဝနင်မလားဘာကိစ္စရှိလို့လဲအမတင်နေအမတို့ရဲ့အိမ်မှာလေးပန်ကအဟောင်းလေးများရှိမလားလို့လာမေးကြည့်တာ ပန်ကအဟောင်းမရှိပါဘူးဝဝရဲ့အမတို့စီမှာပန်ကတခုပဲရှိတာကာလူကြီးကန်းကအိမ်ထဲကနေပြောလိုက်တော့တယ်တင်းနေတင်းနေရဲ့ဝဝကိုအိမ်ထဲဝင်ခိုင်းလိုက်လေတင်းနေကြီးကန်းမလေးကဝဝစာကလေးမလေးကိုအိမ်ထဲကိုခေါ်လာလိုက်တော့တယ်ဟုတ်တယ်ညီမဒီပန်ကပန်ကအဟောင်းလေညီမလေးလိုချင်ယူသွားလိုက်ဒါမဲ့ကိုကလူတင်းနေနားလည်စမ်းပါတိတ်တိတ်လေးနေဝဝညီမလေးတို့ကကိုရွေးအိမ်ကြီးချင်းလေး ဲ့လိုပြောပြီးတော့ကာလူချီကန်ကတင်တင်ကြီးကန်မလေးကိုမျက်လုံးအမူအရပြလိုက်တော့တယ်။တင်တင်ကြီးကန်မလေးလည်းတိတ်ဆိတ်သွားတော့တာပေါ့။ကိုကာလူရဲ့ကျေးဇူးပါနော်။ညီမရဲ့ကလေးတွေကပူလုံးလို့ဆိတ်ညစ်နေကြတာ။အင်းဒါမှပန်ကနည်းနည်းတော့ပြက်နေရဲ့။ဦးလေးခိုလေးကိုပြင်ခန်းလိုက်နော်။အကိုတို့ကနောက်ရက်တည်းကျအိမ်မှာ AC တက်တော့မှမလို့လေ။ဘဝစာကလေးမလေးကကာလူချီကန်ကိုကျေးဇူးတင်လိုက်တော့တယ်။ နောက်တော့ဝဝဆာကလေးမကပန်ကားကိုယူပြီးတော့အိမ်တက်မသွားပဲခုံဦးလေးရဲ့အလုံယုံကိုသွားလိုက်တော့တယ်။မြမဝဝဒီပန်ကားအမိုက်တသားပဲမော်တာလည်းလောင်နေရဲ့အထက်ပစ္စည်းတွေကလည်းမကောင်းတော့ဘူး။ဦးလေးရဲ့သမီးမပန်ကားအသက်ဝယ်ဖို့အတွက်ပတ်စံရှိရမဟုတ်ဘူး။ဒီတစ်ခုပဲပြန်ပြေးပေးပါနော်။သမီးပတ်စံပေးပါမယ်။သမီးရဲ့သဘောပါပဲ။ခိုးကပန်ကားကိုဖွင့်လိုက်တော့တယ်။ကိုကလူရှင်ပါလို့ဝဝကိုပန်ကားပေးလိုက်ရတာလေ။ ကို့မှာပန်းကားမြေမို့အတွက်ပတ်စံမမရှိတာအဲ့ဒါကြောင့်ဘဝကိုပြင်ခိုင်းလိုက်တာလေမနေ့ကကြာရင်ဘဝဆီကနေပန်းကားပြန်တောင်းလိုက်မယ်ကို့ရဲ့အကြံဘလို့နေလဲအော်ကို့ကားလူရှင်းရင်ကျမထက်ကိုလဲတာပဲကျမဖြစ်အဲ့လိုတော့မတွေးမိလိုက်ဘူးခိုးဦးလေးကပန်းကားကိုပြင်လိုက်တော့တယ်ကလေးတို့ပန်းကားပြင်လို့ပြီးပြီထင်တယ်အမေခိုးဦးလေးဆီကနေပန်းကားသွားယူလာအောင်မယ်ဘဝစာကလေးမကဘီရိုဖွင့်လိုက်တော့တယ် နောက်တော့သူ့မှာရှိတဲ့ပတ်စံလေးကိုယူသွားပြီးတော့ပန်ကသွားယူဖို့အတွက်ထွက်သွားလိုက်တော့တယ်။ပန်ကရဲ့အရှိမငါနေမှာဟင်းမရပါဘူးပန်ကရဲ့အရှိမညီမရဲ့အတိုက်ကိုထားထားမှာမောင်နှမနှစ်ယောက်လုံးကအိမ်ကိုပန်ကယူလာတော့မှဖြစ်တာကြောင့်ရမ်းကိုပျော်နေရပေါ့ဖွင့်ကြည့်ပေးမယ်နော်အဲ့လိုပြောပြီးတော့ခိုးကပန်ကကိုဖွင့်လိုက်တော့တယ်ပန်ကကောင်းကောင်းနေနေရပေါ့မော်တာကြီးလည်းလဲပေးလိုက်ပြီနော်ဒါမဲ့ပန်ကအစ်စ်တေလို့တော့ကောင်းကောင်းနေမှာမဟုတ်ဘူးနော်ဦးလေး ဒီမှာဦးလေးရဲ့လောအားကယူလိုက်ပါအောင်ဘောကစားကလေးမက ခိုးလောအားကပေးလိုက်တော့တယ်နောက်တော့ပန်ကန်ကိုယူသွားလိုက်တော့တယ်ပန်ကန်ကနေလေအေးလေးတွေထွက်လာတော့တာပေါ့ကလေးနှစ်ယောက်လုံးကပန်ကန်ရှိမှနေပြီးတော့ရဲအောင်ဟန်းတာနေကြတာပေါ့ဘာလို့လဲဆိုတော့သူတို့အတွက်ပန်ကန်အသစ်ဖြစ်နေရကြောင်းလေကိုကလူကြီးဘောဝပန်ကန်အိမ်ကိုယူလာတာတွေ့တယ်ကျမအကြောင်းတစ်ခုခုပြပြီးတော့သူ့အိမ်ကိုသွားပြီးတော့ပန်ကန်ဘယ်လိုလဲနေလဲဆိုတာကြည့်လာခဲ့တယ် ဟုတ်သားပဲတေချာကြည်လာခင်နော်ပန်ကာရဲ့အရှိရနေပါ ထိုင်ပြီးတော့ကြည်လာခဲ့တေချာလေသေးရဲ့လားလို့လေတင်တင်ကြီးကမလေးကဝဝစာကလေးမိုက်အိမ်ကိုရောက်လာတော့တယ်ဝဝဝဝစားနေနေတော့ပေးပါအောင်ဟုတ်ကဲ့အိမ်ထဲကိုဝင်ခဲ့လေဟိုပန်ကာကိုညီမပြင်လိုက်ပြီတင်တင်ကြီးကမလေးကလည်းအဲ့ဒါကိုကြည့်ဖို့အတွက်ပဲရောက်လာတာပေါ့အဲ့ဒီနောက်မှာတင်တင်ကြီးကမလေးကအိမ်ထဲကိုဝင်လာပြီးတော့ပန်ကာရှေ့မှာထိုင်ပြီးတော့ကြည်လိုက်တော့တယ်ဝဝ ဒီပန်ကအစ်စ်လိုပဲအကောင်းကြီးဖြစ်သွားတာပဲလေးကလည်းအေးနေရောအဲ့လိုပြောပြီးတော့တင်တင်ကြီးကမှလေးကသွားဖို့လှုပ်လိုက်တော့တယ်အမစားယူသွားအောင်လေဟုတ်သားပဲအမမေ့သွားတယ်အမဒီကိုစားယူဝလာခဲ့တာပဲတင်တင်ကြီးကမှလေးကစားဘူးကိုယူပြီးတော့သွားလိုက်တော့တယ်လမ်းတစ်ဝက်ရောက်တဲ့အခါမှာတော့စားဘူးကိုပြစ်ချလိုက်တော့တယ်ကုကလူဟေးပန်ကလုံးဝကောင်းသွားပြီမသိရင်အသက်ဝယ်လာတဲ့အတိုင်းပဲလေးကလည်းအေးနေရပါပဲ ဟုတ်လားဒါဆိုမနေ့ကကြာရင်မဝါစီကိုသွားပြီးတော့ပန်ကသွားယူလို့ရပြီပေါ့ဟာမနေ့ကဘာလို့သွားမှာလဲဒီနေ့ညပဲရှင်သွားယူလိုက်ပါလားမယူပါဘူးဒီညတော့ဝဝနဲ့သူ့ကလေးတွေလေးအေးအေးနဲ့အိပ်ပါစေညရောက်တဲ့အချိန်မှာဝဝစာကလေးမနဲ့သူ့ရဲ့ကလေးတွေကပန်ကရှိမှာနှိမ့်နေရပေါ့အမေအရန်ကိုနေလို့ကောင်းတာပဲအေးအောင်အေးလာပြီอืมဒီနေ့တော့နည်းနည်းချက်ချက်အိပ်လို့ရပြီ တန်ကားနေလာတဲ့လေအေးတွေကြောင့်ကလေးနှစ်ယောက်လုံးကမြင်မြန်အိပ်ပျော်သွားတော့တယ်။ဘဝစာကလေးမကလည်းလဲနေတဲ့ပန်ကားကိုကြည့်ပြီးတော့အိပ်ပျော်သွားတာပေါ့။အဲ့ညာကိုဘဝစာကလေးမတို့မိသားစုကပျော့ပျော့ရွှင်ရွှင်နဲ့ဖြတ်တန်းလိုက်တော့တယ်။မနက်မိုးလင်းသွားတာပေါ့။မနက်မိုးလင်းတဲ့အချိန်မှာပဲကာလုတ်ကြီးကကအိမ်ရှိကနေထွက်လာပြီးတော့ဘဝစာကလေးမရဲ့အိမ်ကိုရောက်လာတော့တယ်။နောက်တော့ကာလုတ်ကြီးကတကားခောက်လိုက်တော့တာပေါ့။ဘဝစာကလေးမကလည်းတကားဖွင့်ပေးလိုက်တော့တယ်။ဘဝရေဘဝ အကိုရဲ့အမေအိမ်ကိုရောက်လာလို့ခဏလောက်ပန်ကန်ငားပါလား။ယူသွားလေအကိုဒီပန်ကန်ကအကိုကြောင့်ပဲညီမလေးစီမှာရှိနေရ။ကာလူကြီးကန်းကအကြောင်းပြချက်ပေးပြီးတော့ပန်ကန်ယူသွားလိုက်တော့တယ်။ဘဝပန်ကန်ပြန်လာတောင်းရင်ဘလို့ပြောမှလဲ။ဟွကိုကဘဝကိုကြောက်တဲ့ခါမှမဟုတ်တာ။မောင်းထုတ်လိုက်မှာပေါ့။ပန်ကန်ကကိုရဲ့ပန်ကန်ပဲလေ။ငါကပဲဒီပန်ကန်ကိုပိုင်တာလေ။ ညနေရောက်သွားတော့တယ်ဝဝဆာကလေးမကပန်ကန်တောင်းမှုအတွက်ကာလူကြီးကအိမ်ကိုရောက်လာတော့တယ်အကိုရဲ့အကိုရဲ့အမေပြန်သွားပြီလားအမေဘယ်ကအမေလဲဘသူအမေကိုပြောရလဲအိမ်ုံဘယ်အမေမှလာတာမဟုတ်ပါဘူးဒါဆိုဘာလို့မနဲ့တော့အမေလာရဲဆိုပြီးတော့လိန်ပြောရတာလဲငါရဲ့ပန်ကန်ကိုပြန်လာယူမလို့လေငါရဲ့ပန်ကန်ကိုမပေးနိုင်ပါဘူးဒီပန်ကန်ကအမေရဲ့တော့ဆုံးအမှတ်တရပဲငါစိတ်ပြောင်းသွားပြီဒီကနေသွားတော့ အကုကလူအကုအမေအမတ်တရားဆိုလဲဘာလို့ညီမလေးကိုပေးလိုက်တာလဲဒါဆိုဒီဘက်ကပြန်လိုက်တဲ့ပုစံညီမလေးကိုပြန်ပေးဟိုကတူတူပြောဘာလို့អော်နေရလဲတညလုံးបန်ငါရဲ့អောက်မှာအိတ်ပေးပြီပဲဟာတော်ရောပေါ့ငါတို့လာပြီးတော့ခေါင်းစားမနေနဲ့အိမ်ကနေထွက်သွားလိုက်တော့ဟိုကစာကလေးမကကြီးကန်းနေမရရဲ့အကြံစီကိုနားလဲသွားတော့တာပေါ့အဲ့ဒါကြောင့်ဝကွာစာကလေးမကပြောလိုက်တော့တယ်ငါလည်းဒီပန်ငါရဲ့လေးကိုမခံရတော့ဒီတို့လည်းမခံရစေဘူး ဲ့လိုပြောပြီးတော့ဝဝစာကလေးမကအဲ့နေရာကနေထွက်သွားလိုက်တော့တယ်။လမ်းတစ်ဝက်မှာကျက်တူရည်နဲ့တွေ့တော့တယ်။ဝဝရဲ့အမအမရဲ့အကိုရဲ့အိမ်ကိုနေတရင်းလုံးသွားလေမလို့အဲ့အကြောင့်ညီမလေးဒီလိုလောက်ကလေးတွေကိုခေါ်လာပြီးတော့အမအိမ်မှာလာနေလိုက်။အမအိမ်မှာ AC လည်းရှိတယ်။ပြီးတော့ရေအေးလေးတွေရနိုင်တဲ့ရေခဲတက်တာလည်းရှိတယ်။အမလေးအကိုကြောင့်ညီမလေးရဲ့ပြဿနာတွေပြေလည်သွားပြီ။ကလေးတွေလည်းအိမ်မှာအယမ်းပူနေကြတာ။အကိုရဲ့အိမ်မှာတနွေလုံးအေးအေးဆေးဆေးဖြစ်တမ်းလို့ရပြီပေါ့။ ဘဝအကူကနောက်3လောက်နေမှအိမ်ပြန်လာမှာနောက်တော့ဘဝစာကလေးမကသူ့ရဲ့ကလေးတွေကိုခေါ်ပြီးတော့ချက်တူရဲ့အိမ်ကိုရောက်လာတော့တယ်ချက်တူရဲ့အိမ်ကရဲကိုအေးတာပေါ့အဲကူလာကလည်းဖွင့်ထားသေးတာပေါ့ရေအေးလေးရနိုင်တဲ့ရေကဲသစ်တာလည်းရှိတော့တယ်အမေဒီပန်ကနေလေအေးလေးတွေထွက်နေတာပဲဟုတ်တယ်သမီးဒီပန်ကအဲကူလာလေ လေအေးလေးတွေထုတ်ပေးတယ် အဲ့ရမှာပဲကာလူချီကန်ကပန်းကဖွင့်မှုအတွက်ပလက်ကိုမီးပုတ်တဲ့ထိုးလိုက်တဲ့အချိန်ရှော့ရပြီးတော့ပတ်ကွဲသွားတော့တော့တအိမ်လုံးလည်းမီးခိုးတွေနဲ့ပြည့်နေသွားတော့လေကူကလုံးဒါဘာဖြစ်တာလဲမီးလောက်နေပြီမီးလောက်နေပြီကြည့်ရတာမော်တော်လောင်းရဖြစ်မဲ့တင်နေကူကလုံးသူများကိုမကောင်းချက်ကိုကိုရိုင်းမကောင်းတာခံရတယ်လို့ပြောကြတာအမှန်တကယ်ပဲ ောက်တစ်ဖက်မှာတော့ဝဝစာကလေးမတို့ရဲ့မိသားစုကအဲကူလာအရှင်မနှစ်ချိုက်စွာအိတ်နေကြတော့တာပေါ့ချစ်ရတဲ့တငယ်ချင်းတို့ရဲ့ဒီဗီဒီယိုကိုလိုက်လုပ်ပြီးတော့တငယ်ချင်းတွေကို share ဖို့ channel ကို subscribe လုပ်ဖို့လည်းမမေ့နိုင်အောင်နော်ကျေးဇူးတင်ပါတယ်ရှင်